်ပါစေ။ယေရှုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူသက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါလေ။ကျွန်ယေရှုတော်ကြောင့်2025ခုနှစ် November 25ရက်နေ့တို့ရောက်ရှိလာပါပြီ။ပူဆောင်းတော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်။ နေ့စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ဖဖျားတက္ကဝတ်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါနည်းနည်းနဲ့တမန်တော်ကိုကိုရောပဲယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းဖြစ်စေပါနေ့တိုင်းသစ္စာရှိစွာကြည့်ရှုသူအားလုံးကိုကောင်းချီးပေးပါယေရှုနာမနဲ့ဆုတောင်းဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေကျွန်တော်ဟီရှာနဂရီချမ်းကိုခြုံငုံပြီးနားထောင်နေပါလေအဲ့ဟီရှာနဂရီချမ်းက ခန်းကြီးတက်ကနေခန်းကြီး66ထင်ရှိပါတယ်ခန်းကြီးတက်ကနေ39ကတော့တရားစီရင်ခြင်းနဲ့ဆိုင်တဲ့အနာဂတ်ကျန်းစကားတွေရေးထားတယ်အခန်းကြီး40ကနေ66ထိကတော့ကျွန်တော်တို့နှစ်သိမ့်ခြင်းနဲ့ဆိုင်တဲ့စကားတွေကိုအနာဂတ်စကားတွေကိုဖော်ပြထားတာဖြစ်တယ်အဲ့တော့အခုကျွန်တော်တို့ကလေ့လာတာအခန်းကြီးတက်ကနေ66ကိုလေ့လာတာကျွန်တော်ခန်းကြီးတက်ကနေအခုဆိုရင်23လောက်ထိကျွန်တော်ရောက်နေပြီဖြစ်တယ် ဲ့တော့လည်းနည်းနည်းလေးအနှစ်ချုပ်ပြန်ပြောခြင်းနဲ့အဲ့တော့ကာကြီးအနေနဲ့ယူဒလူမျိုးများနဲ့ပတ်သက်ပြီးစီရင်ခြင်းကဟေရှာအခန်းကြီး1အငယ်1ကနေ17ဒီဖိုင်တွေ့ရမယ်။ Now any ကာကြီးရဲ့အောက်ကကြီးမှာအဖြစ်ဖော်ပြခြင်းနဲ့တရားစီရင်ခြင်းကဟေရှာအခန်းကြီး1ကနေအခန်းကြီး9တွင်ဖတ်ရင်အဲ့ဒါအဖြစ်ဖော်ပြခြင်းတရားစီရင်ခြင်းတွေအကြောင်းတွေ့ရမယ်။ Now ခကွေးကတော့ဟေရှာယကိုဖျားသခင်က prophet ပြုဖို့ခေါ်တဲ့အကြောင်း အဲ့ဒါဟိရှာနဂရီဂျန်ခန်းကြီး6ကိုဖတ်ရင်အဲအဲ့မှာတွေ့ရမယ်။နောက်ကငယ်ကတော့အီမာနွေလဖခင်တခီရှုကြွလာမယ်ဆိုတဲ့အကြောင်းအရာတွေရေးထားတယ်။အဲ့ဒါဟိရှာခန်းကြီး9ကနေခန်းကြီး7နဲ့တွေ့ဖတ်ရင်တွေ့ရမယ်။ဒါကျွန်တော်အလုံးအလွတ်ရတယ်ဟိရှာ9 6ငါတို့ဖို့သူငယ်ကိုဖွားမြင်တယ်ငါတို့ဟာသားကိုတနာတယ်နော်ထို့သူသည်အုပ်ဆိုးခြင်းအာဏာဆက်ရှိမယ်နာမတော်မူကအောင်းအဝယ်တိုင်ပင်ပတ်ကူကြီးသောဖျားထာဝရဖာငြိမ်သက်ခြင်းရှင့် ဟုတ်ခေါ်ဖို့တမုတ်ချင်းကိုခံရမယ်ဒါဟိရှာနဂရီကျန်ခန်းကြီး9အငယ်6ကိုဖိုင်တွေ့ရမယ်ဟောဒီရောက်ကြည့်ကြရဖြစ်ဒါဟိရှာနဂရီကျန်ခန်းကြီး9ကနေခန်းကြီး7နဲ့အတွင်းတင်ဖတ်သွားရင်အီမာနွေလကတင်ရှင်ယေရှုခရစ်တော်ဖျားကြွလာမယ်ဆိုတဲ့အကြောင်းအရာကိုပရောဖက်ဟိရှာရကဖော်ပြထားတာဖြစ်တယ်နောက်ခေါင်းစဉ်အကြီးခါကွေခုနကတော့ခေါင်းစဉ်ကြီးကကြီးအောက်မှာကျွန်တော်ပြောသွားတယ်။နောက်ခေါင်းစဉ်ကြီးခါကွေအောက်မှာကတော့ ဣန္ဒြိလလူမျိုးတွေတဘာမျိုးသားတွေနဲ့ပတ်သက်ပြီးတရားစီရင်ခြင်းတွေအကြောင်းတွေ့ရတယ်။အဲ့တော့ဖတ်ချင်ဟေရှာနဂရီကျမ်းခန်းကြီး73ကနေခန်းကြီး23တိဖတ်ရင်ကျွန်တော်တွေ့ရမယ်။ဒါပဏိယကျွန်တော်အများကြီးပြောပြခဲ့တယ်။ဘာဘူးလုံးတွက်စီရင်ခြင်းတွေ့ရမယ်။နောက်အာရှုရိတွက်စီရင်ခြင်းတွေတွေ့ရမယ်။ဖိလိတိလူမျိုးတွေတွက်စီရင်ခြင်းတွေ့ရမယ်။မောဘလူမျိုးတွေတွက်စီရင်ခြင်းဓမ္မတမျိုးတွက်စီရင်ခြင်းအာဖရိကမြန်မာ အာဖရိကတိုက်သားများအတွက်စီရင်ခြင်းနောက်အင်ဂူတူပီအတွက်စီရင်ခြင်းနောက်ဘာဗုလုန်အတွက်စီရင်ခြင်းနောက်အီဒုံပီအတွက်စီရင်ခြင်းနောက်အာရေဘီယာအတွက်စီရင်ခြင်းနောက်ယေရုရှလင်မြို့အတွက်စီရင်ခြင်းနောက်တူရူပီအတွက်စီရင်ခြင်းဒါပနေ့အထိကျွန်တော်တို့ပြီးသွားပြီရှရှာနဂရီချာခန်းကြီး23ဒီပိုင်းကျော်ဒီဖြစ်ဖြစ်ဒီသူ့ရမှာဖြစ်တယ်ကဲနောက်ဂန်းငယ်နော်ဟိုကျွန်တော်ကကြီးခါခွေးဂန်းငယ်ဟို နည်း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 ချင်းစီပေါ့ကျွန်တော်နားထောင်သွားရင်းနဲ့ပို့ပြီးသင်နာလေလာလိမ့်မယ်လို့ယုံကြည်တယ်အဲကျွန်တော်ကိုလွင့်တဲ့ live ကိုသင်နားထောင်ရင်းနဲ့တစ်ချိန်တည်းနဲ့သင်သဘောမပေါက်ရင်ပြန်နားထောင်ပြီးပြန်ရေးကြည့်ပါပို့ပြီးသင်နာလေသွားမယ်ဆိုရလေပေါ်ပြလို့ရတယ်ဒီဟိရှာနဂရီချန်ကတော့ အသေးစိတ်လိလာရင်တော့အများကြီးပြောရမှာဖြစ်တယ်။သို့သော်ညာလေးကျွန်တော်တို့ကခြုံငုံလိလာတဲ့ကြောင့်ခြုံငုံပြီးတော့ပဲဖော်ပြသွားခြင်းဖြစ်ပါတယ်။အခုကတော့ဒါကငယ်နိုင်ငံတော်တည်ထောင်ခြင်းမင်္ဂလာတရားနဲ့အမင်္ဂလာတရားတွေတရှိခြင်းအဟိရှာနဂရီတန်ကြီး24ကနေခန်းကြီး35ဒီဖိုင်ကျွန်တော်မှတွေ့ရမယ်။နိုင်ငံတော်တီထောင်ချိန်ဆိုတာလူတွေကမြင်တာတော့ဒီလောကနိုင်ငံပဲမြင်တာ။ဒါပေမဲ့ဘုရားသခင်ရဲ့ကောင်းမြတ်နိုင်ငံတော်တီထောင်တဲ့အချိန်က ဘုရားကရဲ့ကောင်းကင်နိုင်ငံတော်ဆိုတာရှိတယ်ဆိုတဲ့အကြောင်းအရာကိုလေပရောဖက်ယေရှာယအားဖြင့်ဘုရားကပရောဖက်ပြုပြီးပြောပြခိုင်းတယ်လူတွေကတော့မြင်တာဒါသူတို့ခေတ်မှာစစ်အရေးကြီးလို့နိုင်တာရှုံးတာလောကအရာ imperiality ကြီးတာဒါတွေပဲသူတို့မြင်တာဒါပေမဲ့ကောင်းကင်နိုင်ငံတော်ဆိုတာဘုရားသခင်ရဲ့နိုင်ငံတော်ဖြစ်တယ်အဲ့ဒီမှာမင်္ဂလာတရားတွေပြေဝနေတယ်အလိုတော်ကကောင်းငင်ပေါ်မှာပြည့်စုံတယ်ဘာဖြစ်ရခင်ရှိလို့ဒါပေမဲ့မြေကြီးပေါ်မှာတော့ မင်္ဂလာတွေကနဲတာကစာရမဏေရဲ့လှည့်ပြားသွေးဆောင်ခြင်းအောက်ဒီမှာနေနေကြတဲ့တကြောင်အမင်္ဂလာတွေပြည့်နှက်နေတယ်ဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြထားခြင်းလည်းဖြစ်တယ်အဲ့တော့ဒါဒီနဲ့ပတ်သက်ပြီးဖတ်ချင်ရှာနိုင်ကြတဲ့ခန်းကြီး24ကနေအခန်းကြီး35ဒီဖတ်ရင် HRD ဖြစ်ပျက်တွေတွေ့ရမယ်အော်မီကြီးပေါ်မှာစစ်ပွဲတွေမတင်မြတ်တာတွေအဘီဥပဒေအများကြီး နော်အပင်္ဂလာဒီများနေတယ်ဆိုပြီးတော့ပြပယေရှာယကဖော်ပြတယ်ဒါပေမဲ့ကောင်းကင်နိုင်ငံတော်ကတော့မင်္ဂလာတွေနဲ့ပြည့်စုံတယ်ဆိုတဲ့အကြောင်းအရာကိုလေသူဖော်ပြထားခြင်းဖြစ်ပါတယ်နောက်ဂါကြီးကတော့ဟစ်ကိမဲနဲ့အာရှုရိရှင်မြေတနာခရစ်တို့ရဲ့အကြောင်းကိုဖတ်ချင်ရင်ဟေရှာခန်းကြီး36ကနေ36ထွင်ဖတ်ရင်ဟေစကိမင်းနဲ့ဒီအာရှုရိရှင်မြန်တနာခရစ်တို့ရဲ့ အဆင်မပြေတဲ့အကြောင်းအရာတွေကိုအဲ့မှာရေးထားတယ်။အော်ဒီအာရှူရီရှင်မြန်တနာခရစ်ဆိုတာကတော့အလွန်ဆိုးတဲ့ပညာတပါဖြစ်တယ်။သူကဟီစကီမင်းကိုအမျိုးမျိုးချိန်ချောက်တယ်။ဘာကြောင့်လဲဆိုတော့ဟီစကီမင်းကလည်းအေဂူတုအဖွဲ့တွေနဲ့ပေါင်းပြီးအာရှူရီကို ပုံကံဖို့လုပ်တယ်။အဲ့ဒါကိုဒီအာရှူရီရှင်မြန်တနာခရစ်ကသိတဲ့အခါမှာဟီစကီမင်းကိုတိုက်ဖို့ဆိုပြီးအင်အားနဲ့တက်လာတာဖြစ်တယ်။ ဒါဟေရှာနိုင်ငံကြီးချမ်းမှာထိရှားတဲ့ဖြစ်ရလို့ပြောရင်လည်းမမှားပါဘူးအဲ့တော့ဒီအင်အားနဲ့ထွက်လာတဲ့အခါမှာဘုရားသခင်ရဲ့ရှိတော်မောက်မှာဟေစကီကနော်ဒီအာရှုရီရှင်မြန်တနာခရစ်ကချင်းချောက်တဲ့စာပို့ဘလို့ပို့လဲဆိုမင်းကိုဝယ်တဲ့ဘုရားကိုမင်းမယုံနဲ့နောက်ရှိမှဒူးထောက်မထောက်ရင်မင်းငါဘူးစစ်သည်အင်အား3,000 5,000နဲ့အာရှုရီရှင်မြန်တနာခရစ်ကဟေစကီမင်းကိုတိုက်ဖို့ထွက်လာတယ်ဒါကြောင့်မင်းငါရှိမှအညံ့ခံလိုက်ပါလေ အိုက်စာပို့တဲ့ကဒီစာကိုဟိစကိမင်းကဗိမာန်တော်မှာဖြန့်ပြီးသွားဆုတောင်းတယ်ဗျအဲမှာဘုရားသခင်ရဲ့နားတော်ကိုရောက်ရှိပြီးဘုရားသခင်ချက်ချင်းကောင်းကင်တမန်တပားကိုဆီလွတ်တဲ့အခါမှာအဲ့ဒီချီတက်လာတဲ့အာရှုရိရှမြန်တနာခရိတ်ရဲ့တသိန်း၈၅၀၀သောတက်တရားတညတည်းမှာတည်သွားတယ် အဲ့ဒါတွေဖတ်ချင်ဟိရှာနဂရီဂျန်ခန်းကြီး36ကနေ36တွဲမှာဖတ်ရင်ဒီအဖြစ်ပြက်တွေကိုတွေ့ရမှာဖြစ်တယ်။ကဲတော့အသေးစိတ်ပြန်လေ့လာရင်တော့အိုက်ခါကြီးရဲ့အောက်မှာကကြီးခါခွေးနဲ့ပြန်ပြောခြင်းနဲ့ကကြီးကတော့ဗာလေးဆိုအာရှူရီတို့ရဲ့အခြေအနေအာရှူရီတွေကအဲ့ချိန်မှာအင်အားတွေကြီးတယ်เนาะအမျိုးမျိုးသော ဟာလာသူတို့မှာအာ ချိန်ချောင်းနိုင်တဲ့လက်နက်တွေရှိတယ်เนาะဒါသာသူတို့ရဲ့အခြေအနေကိုတွေ့ရမယ်ကဲနောက်ဘုရားကအာရှုရိပြည်ကိုဖျက်ဆီးတယ်ဆိုတော့ခုနဟီစကိမင်းကဒီအရှုရိဘယင်သနာခရိရဲ့ချိန်ချောက်စာကိုဖျက်ပြီးဗိမာန်တော်မှာဆုတောင်းတဲ့အခါမှာကောင်းကင်တပံလွတ်ပြီးတော့အာရှုရိရှင်မြင်သနာခရိရဲ့စစ်တပ်3,500ကိုတညထဲမှာရှင်းတဲ့အခါသူကြောင့်စီးပြီးသူတို့တည်ခဲ့ရတယ်အဲ့တော့အာရှုရိရှင်မြင်သနာခရိကမနမိုးနေတဲ့အခါကြည့်တဲ့အခါသူ short ပြရတယ်လန့်မော်တယ် လမ်းမှာပြီးသူကြောက်လမ်းပြီးသူနဲ့သက်ဆိုင်တဲ့ဘာလဖရားကြီးရှိသူသွားကူးွယ်ဖို့လှုပ်တဲ့ချိန်မှာသူသားနှစ်ယောက်ကသူ့ကိုလာပြီးဓာတ်နဲ့လှုပ်ချံပြီးအာရှုရိရှင်မြတ်တနာခရစ်တည်ခဲ့ရတာဖြစ်တယ်နော်အော်ဒီเจ้าညာတွေကတော့ဒါကျွန်တော်တို့အလာဟိရှာယနဂရီဂျန်ကန်ကြီး30ခွန်တခန်းလုံးဖိုက်ရင်ကျွန်တော်တို့အဲ့မှာ တွေ့ရမယ်အဲ့တော့ဟိရှာ38 38ကိုကျွန်တော်ဖတ်ပြခြင်းနဲ့အဲ့အာရှုရိရှင်မြတ်တနာခရိတ်ချင်းချောက်တဲ့ဘယင်ကိုသုတ်သားနှစ်ယောက်ကလာလှုပ်ချန်သွားတာနော်သူချင်းချောက်တဲ့သူနဲ့ သူလွတ်လိုက်တဲ့ဟလာသူ့ရဲ့စစ်တီအင်အားအားလုံးကိုလည်းဘုရားကတညထဲမှာကောင်းကင်ဘက်နဲ့ရှင်းလိုက်တဲ့ကိစ္စတွေကိုအဲဟိရှာနိုင်ငံကြီးဂျန်ခိုင်30ခွန်ဖတ်ကြည့်တွေ့ရမယ်။အဟိရှာ30ခွန်နဲ့38ကိုကျော်ဖတ်ပြမယ်။နောက်တစ်ပတ်သူသည်သူသည်ဆိုအာရှူရီရှင်မြတ်တနာခရစ်ကိုပြောတာမိမိဖီးယားနိတယုတ်ဤဗိမာန်၌ကိုးကွယ်စဉ်တွင်သားတော်အာအာဒေါမ်မီလနဲ့ရှရီဇာဒီခမီးတော်ကိုဓာတ်နဲ့တပ်ပြီးလင်အာရမနိပြည်သို့ပြေးကြ၏။ အဲ့တော့ဟီစကိမင်းကိုချိန်ချောက်တယ်အရှုရိရှင်မြင်သနာခရိတ်ကသူလဲသူ့အဖွဲ့တွေနဲ့ရှုံးရသလိုသူကိုယ်တိုင်သူ့သားနှစ်ယောက်ရဲ့လုတ်ကြံခြင်းကိုခံလိုက်ရတယ်အဲ့ဒါဟီရှာနဲ့ကြံခိုင်း39ဖိုင်ရင်တွေ့ရအဲ့တော့ဒါဘာသောတွေ့ရလဲဆိုတော့ ုရားရဲ့သားသမီးတွေကိုချိန်ချောက်တာတို့အနိုင်ကျင့်တာမတရားလုပ်သောအရာတွေကိုဘုရားသခင်ကသူ့သားသမီးတွေသူ့ကိုယုံတဲ့သူတွေဘက်ကယက်တီတယ်ဆိုတော့ဒီဖြစ်ပျက်ကမိမောင်းထိုးပြီးဖော်ပြဒါကြောင့်ဒီကနေ့တရားအသက်ရှင်တဲ့ဘုရားကိုယုံသောသူတရားဘုရားသမီးဘုရားသားသမီးစစ်မှန်သောသူဖြစ်ပါကသင်တိတ်မှဆုံးရှုံးတာဘလောက်ရှိပါစေသင်ကိုချိန်ချောက်မှုဘလောက်ရှိပါစေသင်တို့ထွက်မြောက်ရာလမ်းကိုဖျားရှင်ကပြင်ဆင်မယ်ဆိုတော့ဒါဒီဖြစ်ပျက်အဖြစ်တွေ့ရတယ်ကဲကငယ် ကတော့ဟစ်စကီမင်းဖြားနာတယ်အဲပြီးတော့ပြန်ချမ်းပါတယ်ဒါဟိရှားနဂတိဂျန်ကိန်း38တခန်းလုံးပိုင်တွေ့ရမယ်ဒါတော့ကျွန်တော်တို့ထင်ရှားတယ်ဖြစ်ရဖြစ်တယ်ဟစ်စကီမင်းကို proper ဟိရှားလာပြောတယ်မင်းအိမ်အမှုရေးတွေစီရင်တော့တဲ့နော်ဟစ်စကီမင်းကိုပြောတယ်အရှင်မင်းကြီးတဲ့အိမ်အမှုရေးတွေစီရင်ပြောချင်တာလှုပ်ရှားရှိမှားရှားရှိမှားတော့တဲ့မြောင်းကြခင်တည်တော့မယ် အချိန်မှာပဲဟစ်ကိမင်းကထိုင်ရန်လှဲ့ပြီးတော့သူဆုတောင်းတဲ့ကဖျက်ရှင်ကနားညောင်းပြီးပရောဖက်ဟေရှာယကပြောပြီးပြန်သွားတာနန်းတော်အလဲတိုင်းအောင်မရသေးမရောက်သေးပြန်လှဲ့လာခိုင်းတယ်ဖျက်ကပြောရဲဟစ်ကိမင်းတော့ပြောရဲစကားနဲ့အသက်ရှင်မယ်ဟောဒီအောင်ကြည့်ကြမင်းဆုတောင်းညဘလောက်မြန်လဲလက်တန်ရှိတယ်ဟစ်ကိရဲ့ဆုတောင်းညဖျက်ကချက်ချင်းနားညောင်းပြီးအဖြေပေးပလိုက်တယ်ဟောတင်ရဒီကနေပြီးတော့နော်ပြပနိုင်ငံမှာဂျပန်ဖြစ်ဖြစ်အမေရိကဖြစ်ဖြစ်အင်္ဂလန်ဖြစ်ဖြစ်အော်စတြေးလျဖြစ်ဖြစ်စသဖြင့် သင်ပြပနိုင်ငံကြီးမသွားနိုင်ပေမဲ့အဲ့ပြပနိုင်ငံမှာရှိတဲ့သားသမီးတို့เนาะသင်မောပေါ်မှာရှိတဲ့ခင်မွန်းတို့သားသမီးတို့ဆက်ပြီးဆူတောင်းပေးလို့ရတယ်လက်တန်ရှိတယ်အဲ့ဒီဘုရားခင်ချက်ချင်းကောင်းကြီးလိုက်ပြီးတယ်ဆိုတော့ကိုတော့တွေ့ရတော့ဟီစကီမင်းရဲ့ဆူတောင်းခြင်းကလက်တန်ရှိတယ်เนาะကျွန်တော်တို့ရဲ့ဆူတောင်းခြင်းကလက်တန်ရှိဆုံးပဲဒါကြောင့်ကမ္ဘာပေါ်မှာလက်တန်ရှိဆုံးကဆူတောင်းခြင်းပဲ မိုင်းထောင်နဲ့တောင်းနဲ့ဘလောက်ဝေးပါစေဒီကနေတောင်ဖျားတကယ်အဲ့မှာသွားပြီးကောင်းငင်တပံလှုပ်ပြီးအလုလုတယ်ဆိုတာကိုတွေ့ရတယ်เนาะအခုလေဟီစကိမင်းကို15နှစ် extension တိုးပေးတယ်ဆိုတာကိုဟေရှာနိုင်ငံကြီးဂျန်ခန်းကြီး38ကိုဖိုင်ရင်တော့တွေ့ရတယ်အဲ့တော့ဘရိုဟေရှာရကလာပြောတယ်ပြီးတဲ့အခါမှာတပန်းသီးနဲ့သူ့အနာကိုအုံတဲ့အခါမှာအနာကပျောက်ပြီးတတ်တာတယ်ချမ်းမာလာတယ်ပြီးတဲ့အခါမှာဖျားခင်ကသူ့ကိုချမ်းမာစေတယ်ဆိုတဲ့အကြောင်းအရာကို အခက်ရဲ့နေတိုင်းနိုင်ရီမှာနော်အရိတ်ဆယ်ချက်ဘက်ပြန်ခိုင်းတယ်နိုင်ယူနောက်ပြန်လှည့်အဲရဒီအကြောင်းအရာတွေကဒါဟိရှားနဂရီကြံခိုင်း38ကိုဖတ်ရင်ဒီဖြစ်ပျက်ကိုကျွန်တော်အဲရဒီကိုတွေ့ရမှာဖြစ်တယ်နော်ဒါရီယာတကစ်အောင်ဆရာကောင်းတယ်အချိန်ကုန်တော့နောက်ပြန်လှည့်ပြီးပြောကြတာတတ်သေးပြတာဟိစကိမျိုးစကားနဲ့အသက်ရှင်စေမယ်ဆိုတာနော်အဲ့တော့အဲဒီနိုင်ဘက်ပြန်တဲ့ကိစ္စကဒါတကစ်တပိုင်းဝင်တဲ့အကြောင်းအရာလေးဖြစ်တယ် အသေးစိတ်ပြောရင်တော့အများကြီးပြောတော့ပြောကြရင် his key men suit down ရင်ကိုဖျားခင်ကအောင်းစရာရက်တီပေးတယ်ဒါဟိရှာနဂရကျန်ကန်းကြီး38အငယ်၈ကိုဖတ်ရင်တွေ့ရမှာကျွန်တော်ဖတ်ပြမယ်အာခက်ဤနေတိုင်းနိုင်မှာရွှေ့သောအရိတ်ကို10ချက်ပြန်စီဆိုသည့်အတိုင်း10ချက်ရွေ့ရွေ့အရိတ်ဒီ10ချက်ပြန်ဤနိုင်ဆိုလိုက်ရပဲရက်တာလေဒါပေမဲ့လဝဲပြန်ရက်တယ်ယောရှုလက်တက်တော်ကလည်းနေနဲ့လာနေရက်ဖူးတယ် ောင်ကဘာပေါ်မှာနော်ဒီကယ်လန်ဒါလုတ်တဲ့ခါတရက်တိတိနေနဲ့လာအလုံးမလုတ်တာသူတွေ့ရတယ်ဗျဒါသူတမိုင်းကိုပြန်လေ့လာတယ်အဲ့ဒါကျမ်းဒီမှာပေါ်ရှာတယ်တမန်ကျမ်းစာမှာသူတွေ့ရတယ်ယောရှုမဆာခန်းကြီး30တခန်းလုံးဖတ်ကြည့်ယောရှုကဆုတောင်းတဲ့ခါနေနဲ့လာကိုဖျက်ခဲ့ရက်စီအဲ့ဒီခေရရက်လိုက်တဲ့အရာကျွန်တော်တို့အခေရ23နာရီနဲ့မိနစ်20ကြာရက်ထားတာနောက်မိနစ်40ပျောက်နေသေးတယ်အဲ့မိနစ်40ကအခုဟေးစကိတ်ကိစ္စပဲ အဟိစကိမင်းလက်ထတုံးကအရေးတစ်ချက်ကအခုကျွန်တော်တို့ကဘာနိုင်ရင်လည်း၄မိနစ်နဲ့တူတယ်။သူဆယ်ချက်ယူတော့မိနစ်40အော်ယောရှုလက်ထက်တုန်းကနေရတာ23နာရီနဲ့မိနစ်20ခုဟီစကိမင်းလက်ထက်မှာကဟီစကိကိုအနာပြောက်စေမင်းဆိုတာဖခင်သက်သေးပြီးပြီးအိုက်ခိရ10ချက်ရွေတာကဒီခိနဲ့ဆိုတစ်ချက်က5မိနစ်နဲ့ညီမြ10ချက်ဆိုတော့4 30လီ40မိနစ်40ဘက်ပြန်သွားတာ ်နှစ်ခုပေါင်းလိုက်ရင်ကဘာပေါ်မှာနေနဲ့လားတရက်တိတိအလုံးမလို့ဆိုတွေ့ဒါပညာရှင်တွေကဒါနှစ်6000ကယ်လန်ဒါလုတ်တဲ့ခါမှာအဲ့အချက်ကိုတော့တွေ့အောင်စသည်ကောင်းနေနဲ့လောက်ရအောင်လုပ်တယ်ဆိုတာဘယ်လို့မှမဖြစ်နိုင်ဒါပေမဲ့ဖြစ်နိုင်တာတော့ရှိတယ်ဖယားသခင်ကနေနဲ့လောက်ဖြန့်စင်းတော့ तू ဟာဖြန့်စင်းခြင်းဖယားဖြစ်တဲ့ကြောင့် तू အမိတ်ပေးတဲ့ခါမှာရက်တယ်ဆိုတော့တွေ့အောင်စကောင်း ဒါကြောင့်ဒီအချက်ကအော့စရာကောင်းတဲ့အချက်ထဲမှာဒီဟေရှာယနိုင်ငံကြံခိုင်း38အငယ်8ကပါလေဆိုတော့ကိုတွေ့ရတယ်။တယောက်ကမှတကယ့်တိတိနေနဲ့လားနဲ့အလုတ်မလုတ်တာယောရှုလက်ထက်မှာ23နိုင်နဲ့မိနစ်20ဟေစကိမင်းလက်ထက်မှာမိနစ်40ပေါင်းလိုက်24နိုင်ဖြစ်တယ်။တချို့ကဒီအရာကိုကြည့်ပြီးဖျားသခင်ကတကူးကြည့်တယ်ဆိုတော့ပုံပြီးယုံတယ်။ဖျားနာမှာပုံကြည့်ပါစေ။ နောက်ဒါဟေရှာယပရောဖက်ဟေရှာယနဲ့လာပြောတဲ့ဟစ်ကိမင်းကိုကြားမှာစီတဲ့အကြောင်းအရာဖြစ်တယ်။နောက်ဆုံးနံပါတ်ကကြီးရတော့ပါလေဆိုဟစ်ကိမင်းအပြစ်ဒူးဆိုင်ကျူးလွန်တယ်။အဲ့ဒါပါလေဆိုဟေရှာနဂရီဂျန်ခန်းကြီး39ဘာကျူးလွန်လဲဆိုတော့သူနေမကောင်းတာနေပျောက်တော့ဘာဖြစ်လို့နိုင်ငံကသူ့လာကြည့်။တန်တမာနေကလက်ဆောင်နေနဲ့လာကြည့်တော့သူကဗိမာန်တော်တွေဒီနန်းတော်မှာရှိတဲ့ပစ္စည်းတွေသူကပြလိုက်တယ်။အဲ့မှာပရောဖက်ဟေရှာလာပြောတယ်။"မင်းဘာလို့ပြလာလဲဟစ်ကိမင်း" မင်းဒီလိုပြရတဲ့ကြောင့်တနေ့မင်းသားစဉ်မင်းဆက်လက်ထက်မှာဒီပစ္စည်းတွေကိုဘာလို့နိုင်ငံလာသိမ်းနိုင်မယ်တော့အဲ့ဒီမှာဟီစကီကဘာပြောလိုက်လဲ။အော်ရတယ်တဲ့။ငါလက်ထက်အစဉ်ပြင်ပြီးရောတဲ့ငါသားစဉ်မင်းဆက်ဘလို့ဖြစ်ဖြစ်အဲ့လိုပုံစံနဲ့သူပြောတဲ့အခါမှာဘုရားသခင်ကအဲ့ဒီအချက်ကိုမနစ်သက်ခဲ့ဘူးဆိုတော့တွေ့ရတယ်။ဒါပေမဲ့ဟီစကီမင်းကအတောက်လျှောက်ကောင်းတယ်။ဒါပေမဲ့မပြတဲ့နဲ့အရာကိုဘာဘူးလုံးဘယင်တော့ပြလိုက်တယ်။အဲ့အဖွဲဘာဘူးလုံးဘယင်ရဲ့အဖွဲ။တောက်ဒီကနေ့တခါလေးမပြောတဲ့နဲ့စကားမပြတဲ့နဲ့အရာ မလုတ်သင်းတဲ့အရာတွေလုတ်မင်းနေတယ်ခါလေးဆုံးရှုံးတတ်တယ်ဆိုတော့တွေ့ရတာဒါဟီစကီမင်းရဲ့အပြစ်ဒူးကြိုက်ဆိုအရာဘာလို့နိုင်ငံလာပြီးတော့တန်တမာမီးတာမီးပေါ်ပြင်ပြန်ပေါ့မဟုတ်တော့သွားပြလိုက်တာဖျားခင်မပြခိုင်းမိမန်တော်ပစ္စည်းမပြပြလိုက်တော့ဘာလို့လူမျိုးတွေကဒီအရာကိုတတ်မှတ်ပြီးနေဘူးကနေစားလက်ထက်မှာအဲ့မိမန်တော်ပစ္စည်းတွေလာသိမ်းသွားတာရွှေတွေငွေတွေတောင်ပရဖက်ရေရှာရချိုးပရဖက်ပြုတ်အော်ဟီစကီတောက်ချောက်ကောင်းခဲ့ပြီးတော့ဖျားခင်မလုတ်ခိုင်းတဲ့အရာသွားလုံးမိတဲ့အခါမှာ ဆုံးရှုံးမှုတွေ့ရတယ်။ဒါဒီကနေ့ကျွန်တော်တို့ကဖယားမလုတ်ခိုင်းတဲ့အရာဖယားမပြောခိုင်းတဲ့အရာဖယားသခင်မနှက်သက်တဲ့အရာတွေကျွန်တော်ရရှောင်မှထိုဖယားရဲ့မျက်နှာသာပေးခြင်းနဲ့ကြွယ်ကားခြင်းကိုခံစားရတယ်ဆိုတာကိုဒီကနေ့ညနေစင်ချင်းရင်းနဲ့ ညီကုန်းချုပ်ဖို့ဖြစ်တယ်အားလုံးကိုဖြတ်ချက်ကောက်ကြည့်ပေးပါစီကျွန်တော်နှစ်ဖန်ညနေမြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာပြန်လည်တွေ့ဆုံပါမယ်နှစ်ဖန်ချိန်ဟိရှာနဂရီဂျန်ခန်းကြီး၄၀ကနေစပြီးပြန်ပြီးနားထောင်ပါမှာဖြစ်တယ်ဒီကနေ့ကျွန်တော် line ခက်ခဲကြောင်းအနေနဲ့နောက်ကျမှုတော့လည်းနားလည်ပြီးဖို့မြတ်တရက်ခံလို့ရအားလုံးကိုဖြတ်ချက်ကောက်ကြည့်ပေးပါစီစွတ်တောင်းကောက်ကြည့်ခံယူကြပါစို့ခမီးတော်သားတော်သရှမဝင်းနော်သုံးမစုဖြတ်ထောင်တော့ပါမှာကောက်ကြည့်ဖြတ်ဖြတ်သည် online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သောကောက်ဒီကနေ့မွေးနေ့ကြောက်တဲ့မွေးနေ့ရှင်များမင်္ဂလာနေ့ပါတဲ့ကြောက်တဲ့ကရတာကိုရာပြည့်လို့ဇနီးမောင် င်နာနဲ့တကွာဘုန်းတော်ဝင်စားသောသူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမှုရခြင်းနဲ့တူကာလဆင်မြဲကောင်းကြီးဖြစ်ပြတို့သည်သင်တို့အားလုံးပေါ်သက်ရောက်ပြီးရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ချစ်ရှိသူအားလုံးကိုဖြတ်ရှိကောင်းကြီးပေးပါစေ God bless you all thank you